မင်္ဂလာပါတခါကြီးဖုံဖုံရဲ့ဘွေကတော့အရှင်အိမ်နဲ့ကဖြစ်ပါတယ်ဈေးကုန်အုပ်စုခွန်တော်ရှင်ကြောက်တယ်မှာတင်းတော့မှုပါတယ်ကိုယ်လည်းကြောက်ပရောင်းမျိုးနေနဲ့နိစ္စပဲလေကြောက်ပရောင်းမျိုးရဲ့အရှိတောင်းမကြမှာပေါ့ဖုံဖုံဒီမှာတင်းတုံးတာဆိုစရောက်တဲ့နှစ်ကစပြီးဒီခုချိန်အထိဆိုတော့15နှစ်ရှိသွားပါပြီဟောဖုံဖုံစရောက်စရောက်ရောက်ချင်းပဲဒီမှာဟောလာတာလနာတိုးတဲ့အောင်ဖုံဖုံကနေမနာညာမနာဟောလာတာလနာတော့မြတ်ကြီးရဲ့အတွက်တထောင်တနေရာကနေလုံမန်းလုံမန်းပါတယ်အစားအုပ်တွေ ဖုံးဖုံးစားရတော့တော့ဒီလိုပါပြောလားအစာအုပ်ရေးဘာတခုမှမရှိပါဘူးဒီကုန်တော်ရှင်မှာဖုံးဖုံးကိုယ်တိုင်ဥစားအောင်ပြီးတော့တကာတကာမိုင်းနဲ့လူခမ်းပြီးတော့ဒီဘက်မှာရောက်ရှိနေကြမလေးရှားမှာရောက်ရှိနေကြတဲ့တကာတကာမများနဲ့ညီငယ်ညီမငယ်များအကူအမများနဲ့ဥစားအောင်ပြီးရန်ကုန်ရန်ကုန်မှာရန်ကုန်ကတကာတကာမတွေရောမြစ်တီနာကတကာတကာမတွေရောစုပေါင်းအောင်ပြီးတော့ယခုတော့ကြောင်းဆောင်လေးတွေကိုဖုံးဖုံးအတွက်ဒီထောင်ပေးခြင်းဖြစ်ပါတယ်လမ်းကတော့ဥစဉ်ပထမဆုံးအနေနဲ့ဈေးကုန်အုပ်စုဥစဉ်တို့ဒီဈေးကုန်အုပ်စုရောမြောင်းပေါ်ကနေလက်တန်တက်ကနေပြီးတော့ ဒီရွာဝင်အထိလမ်းမကြီးကိုဦးစင်းအနေနဲ့ဦးဆောင်ပြီးတော့ခင်းသွားပါတယ်မလေးရှားမှာရောက်ရှိနေကြကုန်တော့တကာတကာမများနဲ့ညီငယ်ညီမငယ်များအကူအမများနဲ့အကူအမများထမ်းပြီးတော့ဦးဆောင်ပြီးတော့အလုခံပြီးတော့ဦးစင်းအနေနဲ့ဦးဆောင်ပြီးတော့လမ်းများကိုလည်းခင်းကျင်းသွားပါတယ်ဟုတ်တယ်ပုံမို့ဒီနှစ်ကြိတ်စုစုနှစ်ကြိတ်စုစုတဲတာကတော့1986ခုတပေါင်းလာဆန်းဆက်တဲ့ရင်နေမှာစတင်ပြီးတော့ဖုံဖုံအနေနဲ့ဦးဆောင်ပြီးတော့တဲခဲတဲခဲတယ်ပေါ့နော်အခုဆိုရင်တပေါင်းတခုကစုံကစုံဆိုတော့၃လလောက်ရှိသွားပါပြီ ီ3လအတွင်းမှာ24စုဖွင့်ဖို့အနေနဲ့တဲတဲသွားနိုင်ပြီတကပေါ်ပေါ်တလောက်တဲသွားနိုင်ပါပြီ24စုတော့ပြီးမြောက်သွားပါပြီဒါပေမဲ့တဲဖို့ရန်အတွက်နောက်ထပ်4စုလိုပါသေးတယ်ဖွင့်ဖို့ကဒီဖရဲတဲတဲ့ထက်မှာဖရဲရဲ့အလူရှင်တွေထဲမှာဒဇောင်းအတွက်မပါပါဘူးဖွင့်ဖို့ကဒဇောင်းအတွက်တိတက်အလူခံချင်းအလူခံပြီးတော့တဲချင်းဖြစ်ပါတယ်ဒါကြောင့်နောက်ထပ်နောက်ထပ်ဒဇောင်းတဲဖို့ရန်အတွက်လည်းပဲတိန်90လောက်ကုန်ကြအောင်မှာဖြစ်ပါတယ်ဒါကြောင့်လှူဒန်းလိုပါကလည်းပဲလှူဒန်းနိုင်ပါတယ်ဆိုတဲ့အကြောင်းဦးစင်းနဲ့ပြောကြားခြင်းဖြစ်ပါတယ်ဟောဒါရဲ့ ဒါကတော့ဒီဇောင်းဒီဇောင်းကတော့မှားထားရှိပါပြီလာမတည်သေးတာပေါ့ဒီဘက်ကတော့ဒီဇောင်းတည်ဖို့ရွေးချက်ရှိပါပြီထိုင်းကိုတော့တစုလူမဆိုရင်ဆက်ရှိတိန်ခွဲကြပါတယ်28စုပြေဖို့၄စုလိုပါသေးတယ်နောက်ထပ်လည်းထိုင်းကိုတော့လိုပါပဲဒီဇောင်းမှပါပါဘူးဒီဇောင်းအတွက်ကလိုတိတက်အလူခံချင်းဖြစ်ပါတယ်ဖုံးဖုံးတို့ပြီးသွားတဲ့အစိုးကတော့20တက်တစုစေတုတ်စေတုတ်ပြီးအချောထက်ပြီးသွားပါပြီအခုအကျန်းတည်းရတော့အခုလက်ရှိအကျန်းတည်းတွေတည်နေပါတယ်အကျန်းတည်းအခုတစုတစု၄စု၆စု၆စုတည်ရမှာဖြစ်ပါတယ် ောက်ထပ်ဒကာမပေါ်လေးကတော့လေးစုလိုပါသေးတယ်ဒကာဒကာမများအကူအမများညီငယ်ညီမငမများအနေနဲ့ကြံတဲ့လေးစုကိုလှူဒန်းလိုပါကဂိုတော်ချင်းဆရာတော်အထက်မှာဂိုတော်ရှင်အကောက်ဆိုတဲ့ဆရာတော်ထံမှာဆက်တွေ့လှူဒန်းနိုင်ပါတယ်ပြီးပါမှရောက်ရှိနေကြကြတော့ဒကာဒကာမများလည်းပဲဂိုတော်ချင်းဆိုတဲ့ဆရာတော်ထံမှာအကောက်မှာလှူဒန်းဆက်တွေ့လှူဒန်းနိုင်ပါတယ် KB ဖုန်းနံပါတ်ကတော့2546610 10ဆိုတဲ့အကောက်လည်းဆက်တွေ့လှူဒန်းနိုင်ပါတယ်အခြားအကောက်တွေမရှိပါဘူးအရှင်ဥိင်တကဆိုတဲ့ကေဘေးအကောက်ပဲရှိပါတယ်ခုကတော့လက်ရှိအကျန်းတဲတွေတဲနေတဲနေချင်းဖြစ်ပါတယ်အကျန်းတဲပလင်တုံးတုံးလုံးပေါ့ နောက်တော့ဒကာမပေါ်တွေကလေးခုလေးခုတရားအောင်ပါပါလေးစုတရားအောင်ပါပါဒါကတော့ဘာမှမလုပ်ရသေးပါဘူးလေးစုကတော့ဒီဘက်ဒီလက်ရှိဒီဘက်အချမ်းပေါ့ဒီဘက်တန်းနဲ့ပြဲသွားမှာဖြစ်ပါတယ်အကြောင်းဆောင်အတော့ကလည်းဒီတန်းလို့ဆိုရင်အရှိရနောက်တန်းလို့ဆိုရင်တင်းအနည်းဆုံးတင်း60တင်း80နီးပါးကုန်ကြကုန်သွားမှာဖြစ်ပါတယ်အခုလောလောဆယ်ဒီအမိုးအတော့ကတော့ဒကာမရှိသေးပါဘူးအရှိရနောက်တန်းလုံးပေပေါင်းအပြင်ပေ80လောက်တော့ရှိပါမယ်အရှိရနောက်အဲ့ပေ80ကုန်ကြစရိတ်ကတင်း80လောက်ကုန်ပါမယ်အခုအဲ့တင်း80အဲ့အမိုးအတွေလည်းဖုံဖုံအနေနဲ့အလှခံချင်းဖြစ်ပါတယ်လူတန်းလူပါက ကိုနော်ချင်းဆရာတော်ဥေဒကဆရာထအကောက်ဆိုတော့ Facebook အကောင့်မှာလည်းလူတန်းနိုင်ပါတယ်အကရွေ KB နဲ့လူတန်းလို့ပါကဥအရှိအိဒက2546ဆက်တဲ့10ဆိုတော့ KB အကောင့်နဲ့ဆက်တွေ့လူတန်းလို့ရပါတယ်ယခုတော့ကိုနော်ချင်းဆရာတော်လက်ရှိတာရဏပြုနေတဲ့အချိန်မှာလူတန်းပေးကြတော့ပြည်တွင်းမှာရှိကြကုန်တော့တက္ကရာကမများပြည်ပမှာရောက်ရှိနေကြကုန်တော့တက္ကရာကမများအကူအမများညီငယ်ညီမများလည်းပဲယခုလိုဖုံဖုံလူတန်းပေးတဲ့အတွက်ညီမညီမကြောက်ရောက်နေတော့ကကြီးတုံးပါပြီးမှလည်းပဲကြော်လွှားနိုင်ကြပါစေ တာနာတော်များကြီးကိုလည်းထောက်ပံ့နေတဲ့တာနာပြုပုဂ္ဂိုလ်များလည်းပဲဖြစ်ကြပါစေမိဘမှာရောက်ရှိနေကြကုန်တော့အကူအမများညီငယ်ညီမများလည်းပဲဒိဋ္ဌမကအလို့အကိုင်အလို့အကိုင်တွေအောင်မြင်တိုးတက်ပါစေလို့ဦးစေရီနဲ့ဆုတောင်းမေတ္တာပို့တာလက်ပါ